ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ជួសូលလိုက်ပါတယ်ဒီနေ့မှာတော့မကြခင်မှာပွဲပြန့်ထိုးတော့မယ့်မြန်မာ Fighter တန်းစဉ်ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်တွေအားလုံးသိတဲ့အတိုင်းပဲမြန်မာ Fighter တန်းစဉ်ကမျက်လုံးပြဿနာရှိခဲ့တာကြောင့်နောက်ဆုံးပွဲကိုဖျက်သိမ်းခဲ့ရပါတယ်တန်းစဉ်ကပွဲထိုးကနေမှ Medical Check up လုပ်ရမှာတန်းစဉ်ကအမြင်အာရုံပိုင်းဆိုင်ရာချွတ်တဲ့မှုတွေရှိနေခဲ့တာကြောင့်ပွဲကိုဖျက်သိမ်းခဲ့ရတာပါတန်းစဉ်ကထိုင်းဖိုက်တာပတ်စုခွန်ဘင်းနဲ့ထိုးတက်ရမယ့်ပွဲကိုဖျက်သိမ်းခဲ့ရတာပါ လက်ရှိမှာတော့တန်းစီရဲ့မျက်လုံးပြဿနာဒဏ်ရာအလုံးကိုပျောက်ခင်းသွားပြီလို့သိရပါတယ်။ဒါကြောင့်မကြာခင်မှာတန်းစီရဲ့ပွဲကိုကျွန်တော်တို့ပြည်သက်တွေအနေနဲ့ကြည့်ကြရတော့မှာပါ။တန်းစီရဲ့ပွဲကဘယ်အချိန်မှထိုးရမလဲဆိုတော့အတိအကျသိရှိရခြင်းမရှိသေးပါဘူး။တန်းစီကအရင်ပြိုင်မှာဟောပတ်စုကွန်ဗင်းနဲ့ထိုးသက်ရမှာတော့မဟုတ်တော့ပါဘူး။ပတ်စုကွန်ဗင်းကလက်ရှိမှာ ပွဲရထားပြီးဖြစ်ပါတယ်။ဒါကြောင့်တန်းစီကပြိုင်မဲ့အသစ်တစ်ယောက်နဲ့ရင်ဆိုင်ထိုးသက်သွားမှာပါ။တန်းစီအနေနဲ့လက်ရှိမှာဆိုရင်လေ့ကျင့်ခန်းတွေတောင်ပြန်လည်လှုပ်ဆောင်နေပါပြီ။ ။ဒါမဲ့တောက်ကြနေညမှာထိုးသိမ်းရမယ်ထုံးမဲ့အောင်ကိုပါ sparring ကုလုပ်ပေးနေတာတွေ့ရပါတယ်။တန်းစင်နေနဲ့ဒါကြောင့်မလို့မချခင်မှာပွဲထူရတဲ့မယ်လို့ယူဆလို့ရပါတယ်ခမရ1 championship ကဂျွန်လာ29ရက်နေ့မှာဆိုရင်155 114ပြိုင်ပွဲကိုတခဏတည်းနဲ့ကျင်းပသွားမှာဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲမှာနမေတော fighter တွေပါဝင်ထိုးသက်သွားကြမှာပါအဲ့ဒီပွဲမှာမြန်မာ fighter တန်းစီရဲ့ပွဲပါဝင်လာမလားဆိုတာဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ် တန်ဇင်နီနဲ့လက်ရှိချိန်မှာ training camp တွေလည်းလုပ်ဆောင်နေပြီဖြစ်တဲ့ကြောင့်မလို့အဲ့ဒီပွဲစဉ်မှာပါဝင်ကောင်းပါဝင်လာနိုင်ပါတယ်။ဘယ်ဖိုင်တာနဲ့ရင်ဆိုင်ထိုးသက်သွားရမလဲဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာပါပြည်သူများခင်ဗျာ။စကားမဆက်တင်ဆက်ရမယ်ဆိုရင်လာမယ့်တောက်ကြံညမှာထိုးသက်မဲ့ပွဲစဉ်တွေမြန်မာဖိုင်တာစူပါအီဂျင်အထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေပြီဖြစ်ပါတယ်။စူပါအီဂျင်နဲ့ထိုးသက်မဲ့ဂျပန်ဖိုင်တာမိုကာစီတိုကလည်းဒီနေ့မှာပဲဘန်ကောက်ကိုထွက်ခွာလာပြီဖြစ်ပါတယ်။စူပါအီဂျင်နဲ့မိုကာစီတိုရဲ့ကွဲဆိုင်ကလည်း ရိသတ်တွေအကြိုက်တွေ့စေမဲ့တွဲဆိုင်တွေဖြစ်ပါလေ။နှစ်ယောက်လုံးကလည်းတွန်းဆုံမနေပဲချမ်းမေရမ်းမေဆိုတဲ့ကောင်တွေပါ။ထိုသက်တဲ့နေရာမှာလည်းတကယ်ကိုချမ်းတဲ့ fighter တွေပါ။ဒါကြောင့်မလို့ဘလို့အခင်းကြီးမျိုးဖြစ်လာမလဲဆက်လက်ဆောင်ကြည့်သွားကြရမှာပါ။ကျွန်တော်တို့မြန်မာကုန်းဆောင် fighter super agent အနေနဲ့လဲ one championship မှာနိုင်ပွဲထပ်မံပုံဖော်နိုင်ပါစေလို့ဆန္ဒပြုပါတယ်။ super agent တကယ်ကိုနီးစနစ်ကောင်းတာပါ။သူအနေနဲ့ power byte နဲ့တိတ်ချပြင်ဆင်ပြီးထိုးသတ်မယ်ဆိုရင်တကယ်ကိုနိုင်ပွဲတွေပုံဖော်နိုင်မှာဖြစ်ပါလိမ့်။ လာမယ့်တောက်ကြနေ့ညမှာဘလို့ခင်းနှမျိုးပြောင်းစူပါရီဒဲနေနဲ့တဲဆောင်လာမလဲဆက်လက်ဆောင်ကြည့်လိုက်ကြရှာအောင်ပါခင်ဗျာ one friday 5110ပြန်ပွဲမှာဆိုရင်မြန်မာ fighter super e ဂျင်းမဟုတ်ပဲနောက်ထပ်မြန်မာ fighter တူဖြစ်တဲ့ထွန်မင်းအောင်ကလည်းပါဝင်ထိုးသက်သွားမှာပါထွန်မင်းအောင်က time fighter ချက်ဖတ်နဲ့ရင်ဆိုင်ထိုးသက်သွားမှာပါလက်ရှိချိန်မှာဆိုရင်မြန်မာကိုစားပြု fighter ထွန်မင်းနိုင်ဟာလည်းထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ရှိလာပြီဖြစ်ပါတယ်ထွန်မင်းအောင်အနေနဲ့လည်းဘလူးပုံစံမျိုးနဲ့နိုင်ပွဲပုံဖော်သွားမယ်စောင့်ကြည့်ရမှာပါ ထုံမြောင်ကဝမ်ချန်ပီယံရှစ်မှာ၃ပွဲထိုးသက်ထားပြီးတပွဲပဲနိုင်ရရှိကနှစ်ပွဲကိုရှုံးနေထားပါတယ်။ဒါကြောင့်မလို့ထုံမြောင်အနေနဲ့ဝမ်ချန်ပီယံရှစ်မှာဆက်လက်ရည်တည်ကြနေဆိုရင်ဒီပွဲကိုနိုင်အောင်ပုံဖော်ရမှာဖြစ်ပါတယ်။ဒီပွဲနိုင်မှသာဝမ်ချန်ပီယံရှစ်ကနောက်ထပ်ကောင်းမွန်တဲ့အခွင့်အရေးတွေသူ့ကို ထပ်ပေးသွားမှာဖြစ်ပါတယ်။ဘလို့အခင်းကျင်းမှုဖြစ်လာအောင်လည်းဆက်လက်ဆောင်ကြည့်ကြရမှာပါခင်ဗျာ။မြန်မာကိုစားပြုထိုးသက်မဲ့ fighter နှစ်ယောက်လုံးနဲ့အနိုင်ရလက်တွေတိမ့်ပိုက်ပြီးအိမ်ပြန်လာနိုင်ပါစေလို့ပဲဆန္ဒပြုပါရခင်ဗျာ။ One Championship လက်ရှိမေလထဲမှာမြန်မာ fighter 5ယောက်ကိုအခွင့်အရေးပေးထားပါတယ်။မြန်မာ fighter 3ယောက်ကပွဲထိုးပြီးသွားပါပြီ။အဲဒီ fighter 3ယောက်ဟာစိန်လုံးချော၊ Bronica နဲ့ Aimu တို့ဖြစ်ပါတယ်။လာမယ့်တောက်ကြံနေ့မှာထွန်မင်းအောင်နဲ့ Super Eden တို့ကထပ်မံထိုးသက်သွားကြမှာပါ။ပြည့်ရတဲ့ထိုးတက်ခဲ့တဲ့၃ပွဲမှာ Veronica တယောက်ပဲအနိုင်ရထားပြီးစိန်လုံးချွန်းနဲ့ Aimu တို့ကရှုံးနေထားပါတယ်။ဒါမဲ့တောက်ကြန်နေ့ညမှာမြန်မာ Fighter ၂ယောက်ကနိုင်မွေးရခဲ့ရင်တော့မီလာကမြန်မာ Pride တွေတဲ့1 Championship မှာနိုင်မွေးရရှိခဲ့တဲ့လားလို့သတ်မှတ်ရမှာပါ။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ CEO chat တွေ့တယ်။ Gamma Fighter တွေကမှန်းတဲ့နန်ထွက်မကိုက်သေးပါဘူး။ဘလို့တွေဖြစ်လာအောင်မလဲဆက်လက်စောင့်ကြည့်သွားကြရမှာပါခင်ဗျာ။လာမဲ့တောက်ကြနေညမှာလေမြမဖိုင်တာရဲ့ပွဲချက်နေရှိနေတာမလို့ကျွန်တော်တို့ပြိသက်တွေတူတူအားပေးလိုက်ကြရအောင်ပါခင်ဗျာထိုသမဲ့ဖိုင်တာနှုတ်လေးနိုင်မွေးရရှိပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီနောက်ပါမင်းလာမင်းနေ့ညမှာလေး MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်အပ်သည် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲသာပျော်ရွှင်မှုကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ